ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဇရောပကြသေးကြပါတေဆာပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဆရာတော်ဝူခုံပါကျဲစာအုပ်ကျုံတို့တတိုက်ဟာကျန်းစာတော်တွေကိုပြိပြီးတော့ပြန်လာခဲ့ပြီပဲဖြစ်ပါလေဇရောအသွားရှိရပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေဆာပြီးသွားမှာဖြစ်ပါလေခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနာကောင်းလို့နှိပ်ပြီးရောဇုံခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ဒီပိုင်းဆောက်မှာတော့ဇာတော်ထန်ဆန်းဦးဆောင်တဲ့အဖွဲဟာဂူမားဆွဲပန်ချက်ကြီးကိုအခက်ခဲကနေကူညီပြီးတော့အသက်ပြန်သွင်းပေးခဲ့ကြကဂီးဆက်ထွက်လာခဲ့ကြပါလိမ့်ဇာတော်တို့ဟာတိုင်စုပြည်နယ်တွေကဖုံးချောင်းတစ်ခုစီကိုရောက်လာခဲ့ကြတာပါနောက်နေမတမ်းမှာနှစ်ကူးပျော်ပွဲရွှေပွဲရှိလာကြောင်းတမျိုးလုံးကလူတွေဟာတက်ကြွတဲ့ကြက်ဖတွေတက်ကြွတဲ့ကြက်မတွေဖြစ်နေကြပါလိမ့်ညောက်တဲ့ခါမှာနေကန်ဇာတော်ဦးဝီးတဲ့သူကသူတို့လေးယောက်ကိုဖျားပွဲလိုက်ပွင့်နဲ့လူစုကွဲသွားကြပါလိမ့်ဇာတော်ထန်ဆန်းကတော့ဇာတော်ဝီးတဲ့သူခေါ်ဆောင်အောင်ကိုလိုက်သွားခဲ့ပြီး ။ဆရာတော်ပြောပြတဲ့မိဘန္တရာဆိုတာကိုလှမ်းပြီးတော့မျှော်ကြည့်ရင်းနဲ့ဂျီနူးနေပါတယ်။ဆရာတော်ကအမွှေးနဲ့ရတယ်လို့ပြောတော့ဆရာတော်ဝိတ္တုကပြုံးလိုက်ပြီးတော့မွှေးမှာပေါ့အဲ့ဒါစီမွှေးတယ်လို့ပြောလိုက်ပါတယ်။ဒါရီရမြင်မှုသလားလို့ဆရာတော်ဝိတ္တုကမေးတဲ့အခါအရင်ကမြင်မှုပေမဲ့ဘယ်လိုလုပ်ထားတယ်ဆိုတာကိုတော့မသိရအောင်ပြောလိုက်ပါတယ်။ဆရာတော်ကတော့မိဘန်းတွေတလောက်အများကြီးကိုဘယ်လိုစီစဉ်ထားရလဲလို့မေးပါတယ်။ဆရာတော်ဝိတ္တုကဒါနှစ်ကူးမိထုံးပွဲတတ်တတ်မဟုတ်ပဲဖယံငယ်ပူဇော်ပွဲတော်လည်းဖြစ်တယ်လို့ပြောပြလာပါတယ် ဖယံငယ်ဆွဲနာမည်ကိုကြားတဲ့အခါမှာတော့ဇာတော်ထန်ဆန်းအနေငယ်အံဩသွားပြီးတော့ဖယံငယ်လားလို့မေးလိုက်ပါလေဇာတော်ဝိတ္တသူကဖယံငယ်လို့အမိတွင်ပြီးတော့ဖရားသုံးပါးကြွလာပြီးရင်မိဘုံတွေကအလိုလိုငိမ့်သွားကြတယ်လို့ပြောပြလာပါလေစီဘူးတွေကလည်းအလိုလိုပြေးလာကြတယ်လို့ပြောပြနေပါလေခဏနေတော့ဝူခွန်းကရောက်လာကြောင်ပါကျင်းတဲ့စာအုပ်ချင်းကိုတွားချဖို့တော့ဇာတော်ကပြောလိုက်ပါလေဇုံခုံကတော့ကောင်းပါပြီဆိုပြီးတော့စာအုပ်ချင်းလုံးကိုတွားပြီးတော့ရှားပါတော့တယ်အဲဒီချိန်မှာလေပင်တစ်ချက်တိုက်ခတ်လာတာကြောင့်အရှင်ဝိတ္တသူကဖယံငယ်တွေကြွလာပြီဖြစ်တာကြောင့် လစ်တော်မူကြမယ်လို့ဇာတော်ထန်ဆန်းကိုပြောလိုက်ပါလေဇာတော်ထန်ဆန်းကြောင်အန်းသွားပြီးတော့ဖျံငင်ဆိုရင်ဘုန်းကြီးကရိုသေပေးရမှာပေါ့သူတို့ကိုဖူးတာဘာဖြစ်လို့လဲလို့ပြန်ပြီးတော့မေးလိုက်ပါလေဇုံခုံကတော့လူအုပ်ထဲကပါကျဲတို့ကိုရှားဖွေနေခဲ့တာပါဖျားဘူးတွေကလည်းအခြေအနေကိုနားလည်ပြီးသားဖြစ်တာကြောင့်အားလုံးထွက်ပြေးသွားကုန်ကြပါလေဇာတော်ထန်ဆန်းတော့ရိုသေပေးရမှာပေါ့လို့ပဲပြောပြီးတော့အတင်းမဲရှိကိုတိုးပြီးတော့သွားနေခဲ့တာပါဇာတော်ဝီးတဲ့သူကတော့အထိတ်တလန့်နဲ့ပဲထွက်ပြေးတော်မူသွားခဲ့ပါတယ်။လူတွေအားလုံးကလည်းဝယုံသုံးကားတွေထွက်ပြေးနေကုန်ခဲ့ကြပါပြီ ဇုံကောင်ကတော့ဆရာတို့ဆိုရင်ပြီးတော့လေတိုင်းနဲ့အမြန်ပြန်ပြေးလာခဲ့ပါလေ။ဒါမှလည်းကောင်းကင်ဘဝကြလာတဲ့မိကုန်းငွေတန်းလေဝေတခုကဆရာတို့ကိုရစ်ပတ်ကခေါ်ယူပျောက်ကွယ်သွားပါတော့လေ။ဇုံကောင်ကတော့ဆရာတို့ထန်ဆန်းရဲ့နောက်ကိုရှီဖောလို့អော်ပြီးတော့လိုက်သွားခဲ့တော့တာပါ။ဆရာတို့ထန်ဆန်းတော့လိုင်းကူတခုတည်းရောက်နေပြီးတော့ကြံ့လိုလိုသူများတက်ထူပြီးတော့မြန်မာမှာဂျိုးတက်ပေါက်နေတဲ့အာမနုဿတွေကဖန်စီခေါ်ဆောင်သွားခဲ့တာပဲဖြစ်ပါလေ။ဆရာတော်ထန်ဆန်းအားလုံးကိုနှုတ်ဆက်တဲ့အကြောင်းပြောတဲ့အခါပလင်မော်ကဘီချန်းကသူ့ရဲ့လမ်းမှာလာပြီးတော့အအောင်နောက်နေတာဘယ်သူလဲလို့မေးလိုက်ပါလေ ။ဆရာတော်ထန်ဆန်းလည်းဒုံစံတိုင်းသူဟာရှေ့ဘက်ထန်ပြည်နယ်ကလာပြီးတော့အနောက်ဘက်ကိုကျန်းစာရီပေးမှုတို့ကခီးထွက်လာခဲ့ကြတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။မိဘန္တရာကိုဖျက်ခဲ့တာလည်းဖယံငယ်၃ပါးကြွလာတာကြောင့်ဘူးမျောချင်တာဖြစ်တဲ့အတွက်ကြောင်းလို့ပြောပြလိုက်ပါတယ်။တကယ်လို့သူကလမ်းပိတ်ထားသလိုဖြစ်သွားခဲ့ရင်လည်းတောင်းပန်တဲ့အကြောင်းကိုပြောလိုက်တာပါ။ကျန်းမိတ်စာဘီရူးနဲ့ဘီဟန်းကလည်းဒီနေ့ကံကောင်းလှကြီးလားလို့ပြောလိုက်ပါတော့တယ်။ဘီချန်းကတော့ကောင်မလေးတွေကိုခေါ်ပြီးတော့ ဆရာတော်ရဲ့အဝတ်တွေကိုချုပ်ခါမချမပြုတ်ခင်မှာစင်ကြယ်အောင်တိုက်ချိုဆေးကြောလိုက်ကြဖို့ညွန်ကြားလိုက်ပါတော့တယ်။ဘီချန်းကတော့ဆရာတော်ထန်ဆန်းကိုမနဲ့ရောက်မှချက်မှာဖြစ်ပြီးလောလောဆယ်မှာစီမွေးနဲ့နှံ့အောင်ဂျောင်းလူဂျောင်းကြားတွေပါမကြမ်းဘဲဘဲနဲ့နဲ့တညာလုံးတုတ်လိမ့်ပြီးတော့နှတ်ထားရမယ်လို့ကောင်းပါလေးတွေကိုမိန်ပေးလိုက်ပါတယ်။ဇုံခွန်ကတော့ဆရာတော်ရဲ့နောက်ကနေလိုက်လာရင်နဲ့ထန်းတော်ထဲမှာဟိုစာရီရှာနဲ့ရှာဖွေနေပါတော့တယ်။ထန်းတော်ထဲကစိတ်ကြောင်းသားတယောက်တွေ့တဲ့အခါဇုံခွန်ကသူ့ကိုမကြောက်တာလားဘာလို့ထွက်မပြေးတာလဲလို့မေးလိုက်ပါတယ်။စိတ်ကြောင်းသားကသူ့ကိုဒေါသမထွက်ဖို့နဲ့ သူ့ရဲ့စိတ်သုံးကောင်နမိတ်တွေပြတယ်လို့ပြောပြလိုက်ပါတယ်။ဇုံခွန်ကဘာနမိတ်တွေပြတာလဲလို့မေးပြီးတော့သူကသူ့ရဲ့ဆရာတော်ကိုမိစ္ဆာတွေဖမ်းသွားတာကြောင့်လိုက်ပြီးတော့ရှာနေတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။စိတ်ကြောင်းသားတော့ကိုလောမယ်လို့ကိုယ့်ကိုဂယူးတဆိုင်မလို့ပဲပွဲတော်မှာသွားပြီးတော့ပြောပါနေတာကြောင့်ဆရာတော်ရဲ့လုံခြုံရေးလက်လက်သွားတာဖြစ်တယ်လို့ဟူခုံးကပြောနေခဲ့ပါတယ်။အဲဒီလုံခြုံရေးပြက်ကွက်မှုကြောင့်သာဆရာတော်ကပျောက်ဆုံးသွားတာဖြစ်တယ်လို့ဆိုဆွဲပြောဆိုနေပါတယ်။ဇုံခွန်ကသူ့ရဲ့ဆရာတော်ကိုဖမ်းသွားတဲ့မိစ္ဆာတွေကဗမာနေတာလဲလို့ မေးလိုက်တဲ့အခါနဂစိန်တောင်ကဟောင်ငန်းဂူထဲမှာနေထိုင်ကြတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။တပတ်ကဂူထဲမှာတော့ကြမ်းညီနောင်မိစာသုံးယောက်နေထိုင်တဲ့အကြောင်းကိုလည်းစိတ်ကြောင်းသားပြောပြပါတယ်။ဂူဟာနောက်ဖက်ကောင်းငင်မုံဤမှာရှိနေကြောင်းလူတွေကသူတို့ကိုဖျံငယ်တွေဆိုပြီးတော့ကိုးကွယ်ထားတဲ့အကြောင်းကိုလည်းပြောပြလိုက်ပါတယ်။တကယ်တမ်းမှာသူတို့ကကြမ်းမိစာတွေဖြစ်ကြောင်းကိုလည်းပြောလိုက်တာပါ။ရှားတော်ထန်ဆန်းတော့အဟုတ်မှန်အချုပ်ခံထားနေရပါပြီ။မကြခင်မှာပဲကြမ်းတက်သားတွေရောက်လာကြပြီးတော့ဆရာတော်ကိုရေးဆေးကြဖို့ ဘရင်ကြီးကအမိန့်ရှိထားတဲ့အကြောင်းကိုလာပြီးတော့ပြောလာခဲ့ပါတယ်။ရေဆေးပြီးတော့စီနှံတုတ်စိန်ထားမယ်လို့ပြောလာခဲ့ပါတယ်။ဒုနဲ့ကျမ်းမိတ်စာတယောက်ကဆရာတော်ရဲ့အဝတ်တွေကိုချွတ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဘီချမ်းတို့တောင်းကတော့ကောင်မလေးတွေကိုဆက်စီအကတွေတစ်တော့မှခစ်စားနေတဲ့အကတွေကိုကခိုင်းပြီးတော့ကြည့်ရှုခန်းစားတခိခိနဲ့သဘောတူကြတော့မူနေခဲ့ပါတယ်။ကောင်မလေးတွေကိုကျင်းနဲ့လှတယ်ကွာမိုက်တယ်လန်းလာကြီးလားဆိုပြီးတော့စိန်ရီတွေကိုလည်းတောင်းနေကြကာตายာနေခဲ့ကြတာပါ။မိစားရီရဲ့လိမ့်စားရီနေရာကိုသိရှိသွားတဲ့ခါမှာ လေအုံမြန်ခီးတဲ့မြေတုံဝတန်ဟီးကရောက်ရှိလို့လာပါတော့တယ်။ဂိဝါကိုရောက်တဲ့အခါမှာမိစားကောင်တွေထွက်ခဲ့ဖို့နဲ့သူ့ဆရာကိုထုတ်ပေးဖို့အော်ဟစ်ပြောဆုံးနေတာပါ။နောက်တော့မှဝူခုံးကလိုင်ကူတဲ့ထိဝင်လာပြီးတော့သူ့ဆရာဗမာလေးလိုမေးလိုက်ပါတယ်။တကားဝါကိုရောက်တဲ့အခါတကမှုကစုံကုံစစ်စေးမင်းမြန်နေပါတယ်။ဝူခုံးကတကမှုကိုသူကဖိုးဖိုးစုံကုံပဲကွာလို့ပြောလိုက်ပါတယ်။စုံကုံကဆရာတော်ထန်ဆန်းကိုမြန်မြန်ခေါ်ပေးဖို့နဲ့တကယ်လို့မခေါ်ပေးဘူးဆိုရင်ဒီဂိတ်လောက်ကတော့ခဏနေမင်းတို့အမုံဖြစ်သွားမယ်လို့ပြောလိုက်တာပါ။ ကိုတို့ခုလုံး Google Map ပေါ်ကပြောင်းမသွားချင်တော့ဆရာတော်ကိုမြန်မြန်သာခေါ်ပေးဖို့ဆော်ဩလိုက်ပါတယ်။ဂိမ်မှူးကတော့သူ့ရဲ့ကြမ်းပြင်းကြီးကိုသွားပြီးတော့ရှောက်ပေးမယ်လို့ပြန်ပြောလိုက်ပါတယ်။ကောင်မလေးနဲ့ DJ ပို့ပြီးတော့ဆက်စီကားနေတဲ့အရက်တော့ကပျော်ပါနေတဲ့ကြမ်းညီနောင်သုံးဘွားမော်တော်ကိုပြေးလာတဲ့ဂိမ်မှူးကိုတွေးလိုက်ရပါတယ်။ဂိမ်မှူးကပြန်မှဖုန်းကြီးတစ်ပါးရောက်နေပြီးတော့သူ့ရဲ့ဆရာတော်ထန်ဆန်းကိုထုတ်ပေးဖို့လောက်တောင်းဆိုနေကြောင်းကိုပြောလိုက်တာပါ။ဆရာတော်ထန်ဆန်းလွတ်မပေးရင် Google ပြချပြမယ်လို့လည်းပြောနေတယ်လို့ပြောလိုက်ပါတယ်။ ကိုတခုလုံးကိုဂူဂဲမတ်ကနေပျောက်သွားအောင်လုပ်ပြမယ်လို့လည်းချင်းချောင်းနေကြောင်းရှောက်တင်လိုက်ပါလေ။ကျမ်းမိတ်စာဘီချန်းဝါကတော့ဆရာတော်ထန်ဆန်းအောင်ကြောင်းကိုမစုံစမ်းမဲ့ဆရာတော်ကိုဖမ်းဆီးလာခဲ့တာမာဘီလို့ပြောလိုက်တာပါ။ဘီရူပြာနဲ့ဘီဟန်ခါကလည်းဆရာတော်ထန်ဆန်းအရှိရက်ကလို့သိရတဲ့အကြောင်းအနောက်ရက်ကိုကျန်းစာသွားပေးမယ်အကြောင်းလေးကိုသိရှိတဲ့အကြောင်းကိုပြောပြလိုက်ပါလေ။ဘီရူပြာကလည်းအဲ့ဒီဘုံကြီးကကောင်းငင်လိုက်ပေါ်မှာနာမည်ကြီးနဲ့ခီးသွားဆရာတော်ထန်ဆန်းဆိုရင်တော့တို့အားလုံးဒုက္ခတွေရောက်ပြီးဆွဲအကြောင်းကိုပြောလာခဲ့ပါလေ။ ဘီအန်ခါဘာတောင်ဒုက္ခရောက်မှလဲလို့မေးလိုက်တော့ဘီရူပြာကရာတော်ထန်ဆန်းမှာတပည့်၃ယောက်ရှိပြီးတော့တပည့်တွေကအစွမ်းထက်လာကြောင်းနဲ့ဇုံခုံဆိုတဲ့တပည့်ကဘုံဘုံအစွမ်းထက်တယ်လို့ပြောပြလိုက်ပါလေဘီချန်းဝါတော့ဝူခုံကိုကောင်းကောင်းပြောပြပြီးတော့တောင်းမှန်လို့ရမယ်ထင်းချောင်းပြောလာခဲ့ပါလေဘီချန်းဝါတော့ရာတော်ထန်ဆန်းကိုဝေစားပြီးပြန်ဝစ်ပေးပြီးတော့မြန်မြန်ပြန်ခေါ်လာဖို့ကြံတပည့်တွေကိုပြောလိုက်ပါလေဇုံခုံကတော့ဂူပေါက်တကောက်အတင်းတွန်းဖွင့်ကြည့်နေတာပါတပည့်တွေကရာတော်ထန်ဆန်းကိုခေါ်လာတဲ့အခါဘီရူပြာကစတင်ပြီးတော့စစ်စစ်မေးမြန်းပါလေ ဆရာတော်ထန်ဆန်းကသူဟာရှေ့ဘက်ထန်ပြီနေကလာတာဖြစ်ပြီးတော့အနောက်ဘက်ကိုကျန်းစာတွေသွားပြီးတော့ပင်းဆောင်ကြမှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဘီယန်ခါဆရာတော်ထန်ဆန်းကိုတာမန်ဖုန်းကြီးတစ်ပါးကဒီလောက်ခီးကျန်းကြီးကိုဖြတ်တန်းခဲ့ရတာမဖြစ်နိုင်ကြောင်းညင်းဆန်ပြောဆိုနေပါတယ်။ဆရာတော်ထန်ဆန်းကတော့သူ့မှာတပည့်၃ယောက်ရှိပြီးတော့သူတို့ရဲ့နာမည်ကဆုံးဦးခုံကျူးပါကျဲတဲ့ဇာဦးကျင်းတို့ဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဦးခုံဆွေနာမည်ကိုကြားလိုက်ရတဲ့ဘီချန်းဝါနဲ့ဘီရူးပြာကသူတို့ထင်တဲ့အတိုင်းမှန်နေတာကြောင့်တယောက်မျက်ကွက်တယောက်ပြန်ကြည့်လိုက်ကြပါတယ်။ ဆရာတော်ကဒုတိယတပည့်ပါကျဲကတော့ကောင်းကင်ပေါ်မှာဘိုးချုပ်ကြီးဖြစ်ပါတယ်လို့ပြောပြလိုက်ပါတယ်။အဲဒီချိန်မှာပဲကျန်းတပည့်ကရောက်လာပြီးတော့ဇုံခွန်အပြင်မှာတိုက်ခိုက်တောင်းညံ့နေဖြစ်ကြောင်းကိုလာပြီးတော့ပြောပါတော့တယ်။တပည့်ကျန်းကဘလို့လောက်ရမလဲလို့မေးလိုက်တော့ကျန်းညီနောင်သုံးပေါ်ကသူတို့အားလုံးထွက်တိုက်ကြမယ်လို့ပြောလိုက်ပါတယ်။အဆောင်တွေကတော့ဆရာတော်ထန်ဆန်းအောင်စောင့်နေစေပြီးတော့တခြားသူတွေနဲ့သူ့သုံးယောက်ကတော့ဇုံခွန်ကိုတိုက်ဖို့အတွက်ပြင်ဆင်လိုက်ကြပါတယ်။ကျန်းမိတ်စာတွေကအုံနေကျင်းနေရောက်လာကြတဲ့အချိန်မှာတော့ဇုံခွန်ကတစ်ပင်ပေါ်ကနေထိုင်စောင့်နေတာပါ။ ဇုံခွန်အတိပ္ပမောင်းနေထိုင်နေတဲ့မိစားကောင်လေးကဘယံငယ်ဟန်ဆောင်နေတာပင်းတော့ကောင်လေးမဆက်ကြဘူးလားလို့လှမ်းပြီးတော့ပြောလိုက်ပါလေဘီယန်ခါမြောက်ပင်ဇုံခုံဆိုတာလားလို့မေးပြီးတော့ထင်းတလောက်လဲမဟုတ်ကြောင်းတကယ်လက်တွေ့ကမြောက်ပင်မြောက်အပ်လေးတာဖြစ်ကြောင်းပြောလိုက်ပါတော့တယ်ဇုံခုံကလည်းမြောက်အပ်လားလက်မောင်းလောင်ရှိတဲ့မြောက်လားဆိုတာသိချင်းပြသေးတာပို့လို့ပြောလိုက်တာပါဘူခွန်သူရဲ့ဆရာထန်ဆောင်ထုံမပေးရင်မင်းတို့ဂူတစ်ခုလုံးကိုပြာချပြမယ်လို့ချင်းချောက်လိုက်ပါလေဘီချန်းဝါကလည်းဆရာတော်ထန်ဆောင်လောလောဆယ်ရေဆေးပြီးတော့စားနဲ့ပို့ထားပြီဖြစ်ကြောင်း မကြာခင်မှာစီကလေးနဲ့နေပြီးတော့မိဘူးနဲ့လှိမ့်ကစားတော်မှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဇုံခုံကလည်းသူ့ဆရာကိုစားနဲ့ပို့ထားကြောင်သိတဲ့အခါဆိုဒေါသထွက်ပြီးတော့နင်ကြာတွေတုံးတဲ့မိကိုဘုံတွေလိုမျိုးနဲ့ပြစ်ပေါက်လိုက်ပြီးတေးပင်ပေါ်ကနေရှင်းလာခဲ့ပါတော့တဲ့။ကြံကြီးအောင်သုံးပွားတော့သုံးယောက်ပေါင်းတောင်းထိုက်ကြောအကွက်ကိုသုံးပြီးတော့တိုင်းကွက်ဆန်းနေတဲ့ဝူခုံကိုတိုက်ခိုက်ကြပါတယ်။ဝူခုံကကြံကြီးအောင်သုံးပေါ်ကိုသူ့ရဲ့တန်တော့ရတာကြံတကာတိုင်းကွက်နဲ့ပြန်ချကအကွက်ချပြီးတော့တိုက်ခိုက်နေပါတယ်။ နောက်ဆုံးမှာဝူခုံးကိုကြံတွေအားလုံးကဝိုင်းထားပြီးတော့ဝိုင်းကြီးပပတ်ဒူဝေဝေကြီးစီတိုင်းနဲ့စတင်တိုက်ခိုက်ခဲ့ပါတယ်။ကျမ်းမိတ်စာတွေကအတံမျိုးစုံပြုတ်ကပတ်လှည့်နေကြတာကြောင့်တော်ယုံတီးခံနိုင်စွမ်းရှိတဲ့ဝူခုံးတော်မှာနားတွေဥနေခဲ့ပါတယ်။ပါကျဲနဲ့ဝူကျင်းတို့ကတော့ဘုံကြီးတွေစုံနဲ့အစားအသောက်တွေကိုတီးနေပြီးတော့ဝူခုံးနဲ့ဆရာတော်ကိုစောင့်နေကြတာပါ။ပါကျဲကအလွန်ပြေးအေးနေပုံတော်ရပြီးတော့စာအုပ်ချင်းကိုစားဖို့အတွက်ပေါက်စီတွေကိုမျက်စာပြည့်ပြလိုက်ပါတယ်။စာအုပ်ချင်းကတော့ဆရာတော်နဲ့ဝူခုံးတော်ပြန်မလာသေးတဲ့နောက် သူကအာဘာစားနေရမှာလားဆိုပြီးတော့သူစိတ်ပူနေအကြောင်းကိုပြောလိုက်ပါတယ်။နောက်တော့ပါကျဲကမအောင်နိုင်တော့ပဲအစုံမှာတော့သူကစားတော့မယ်လို့ပြောလိုက်ပြီးပေါင်းစီလုံးကိုအာဘာကောက်ကင်လိုက်ပါတော့တယ်။ပါကျဲကပေါင်းစီကိုပါဇာတဲထဲဖို့ဟန်ပြင်လိုက်တဲ့အချိန်မှာပဲဟူခုံးကရောက်လာပြီးတော့ဇာတော်ထန်ဆန်းအောင်မိစားတဲ့စီလူးထားပြီးတော့အရှင်လက်လက်မိခင်တော့မဲ့အချိန်မှာစားတော့တွေနဲ့မင်းတို့ကောင်တွေပျော်နေကြတာလားလို့မေးလိုက်တာပါ။ဇာအုပ်ချင်းကဇာတော်ဖန်းခံမဲ့မသိလို့ပါလို့ပြောလိုက်တော့ပါကျဲကလည်းအဲ့လိုဘလို့လုံးသိမှလဲလို့ပြန်ပြောလိုက်ပါတယ်။ ပါကျဲကဘုရားပွဲကိုမိစားလာမယ်လို့ဘသူကထင်ပါလဲလို့ပြောလိုက်တော့ဦးခုံးကပါကျဲကိုကျင်းလိုက်ပါတယ်။စုံခုံးကပါကျဲကိုရိုက်ဖို့လှုပ်လိုက်တဲ့အခါမှာစာအုပ်ချင်းကအမြန်ဝင်တားလိုက်ရပါတယ်။ပါကျဲကဦးခုံးစိတ်ဆိုးသွားမှန်းသိတာကြောင့်ဦးခုံးကိုပေါက်စီတလုံးကျွေးပြီးတော့ချော့လိုက်ပါတယ်။ဦးခုံးကစိတ်ဆိုးပြီးတော့ပေါက်စီကိုပုတ်ထုတ်ပလိုက်ပြီးစာအုပ်ပဲသိရကောမင်းအားဆိုပြီးတော့អော်လိုက်ပါတယ်။စာအုပ်ချင်းကလည်းသူတို့ရဲ့အမှားဖြစ်ပါကြောင်းတောင်းပန်လိုက်ပါတယ်။ဦးခုံးကတော့အမြန်မှန်ရပြီဆိုမှဖြစ်ပါကြောင့်ဆရာတော်ရဲ့နားမှာမရှိကြတာလဲလို့မေးတဲ့အခါပါကျဲကသူကကြတော့ဆရာတော်နားမှာရှိလို့လားလို့ ။ဝူခုံးကိုမျက်ဆောင်ထိုးကလှမ်းပြောနေပြန်ပါသေးတယ်။ဝူခုံးကအင်မတန်ဒေါသထွက်ပြီးဘာကွာလို့ကြော်ဟင်းတန်နဲ့လှမ်းអော်လိုက်ပါလေ။សាវជិងကအချင်းလေးဝင်ရောက်ပြီးတော့ထိန်းသိမ်းပေးပေမဲ့ပါကျဲကမင်းကောင်ဆရာတော့နားမှာရှိရဲ့လားလို့မေးလိုက်တော့សាវជិងကလည်းအပျော်မတ်တဲ့កောင်းလို့ပြန်ပြောနေတဲ့យ៉ាងဆက်ဖြစ်ကြပါတော့တယ်။ဒီတော့မှဆုံးဝူခုံးလဲတော်ကြတော့ဟေးកောင်းလေးလို့ဝင်ပြီးတော့ထိန်းလိုက်ရပါလေ။စောင်းကျင်းကဝူခုံးကိုမိစားရည်နဲ့တွေ့သေးလားကိုကြီးလို့မေးလိုက်တာပါဝူခုံးကမိစားရည်နဲ့တိုက်ခတ်ခဲ့ရမှန်းသိတော့မှဝူချင်းကဝူခုံးကိုတောင်းအောင်လိုက်ပါတယ် ။စာအုပ်ချင်းကနောက်ထပ်အခွင့်အရေးပေးတဲ့အနေနဲ့ဒီတစ်ခေါက်သုံးအောင်လုံးတူတူသွားပြီးတော့အဲကောင်လေးကိုတိုက်ကြမယ်လို့ပြောလိုက်ပါတယ်။ဘာကျဲကလည်းအတူတူသွားအောင်တိုက်ခိုင်းမယ်လေလို့ပြောလိုက်တာပါ။စာအုပ်ချင်းကဆရာတော်ဘယ်မှာလဲလို့မေးလိုက်ပါတယ်။ဇုံခွန်ကငါးကစိန်တောင်ထဲမှာကြံ့ညီနောင်သုံးဘော်ကဖန်စီတာတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ကြံ့ညီနောင်သုံးဘော်ကတပည့်ကြံ့ကောင်လေးအများကြီးမွေးထားပြီးတော့သူနဲ့တိုက်ခိုက်ခဲ့ရကြောင်းဝူခုံးကပြောပြလာတာပါ။သူတယောက်တည်းအားကျိုးမှန်တဲ့တိုက်ခိုက်ပြီးနိုင်ငံကြီးတော်မှာဝိုင်းကြီးပတ်လေဒူဝဝေဂျေးစီတန်တိုင်းကြောင့် နားမခံနိုင်လို့ရုံးပေးပြီးတော့ထွက်ပြေးလာခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါလေနောက်ဆုံးမှာတော့နားပိတ်ထားရင်ရတယ်လေဆိုရယ်ပါကျဲအကြံပေးမှုကြောင့်ဟူခုတ်ကနပိတ်၆ခုဖန်ဆင်းပြီးတော့နားရီပိတ်ခံတာကစိန်တောင်ကိုထွက်လာခဲ့ကြပါတော့တယ်ပါကျဲကတော့သူ့နှရွက်ကြီးကိုအောက်ချလိုက်ရင်သူကအတန်မကြတော့ကြောင်းပြောလိုက်ပါလေတို့နဲ့တော်တယ်ကိုရောက်တဲ့အခါဟောင်ရန်ကူကိုပြန်လဲပြီးတော့ရှာဖွေကြပါတော့တယ်ရှေးကနေသွားနေဟူခုတ်အကျိုးကြောင်းမေးဖို့လမ်းခေါ်တဲ့အခါဟူခုတ်ကပြန်မထူးတာကြောင့်ဆုံးဟူခုတ်ကသူ့ကိုစိတ်ဆိုးနေတော့မဲလားလို့မေးလိုက်တဲ့အခါမှာတော့ ။ဇာအုပ်ချင်းကလည်းမကြားသလိုလုံနေအောင်ပါကျဲကလက်နဲ့တို့လိုက်ရပါတယ်။အဲ့တော့မှနားထဲမှာနှစ်ချက်တွေတတ်ထားတာသတိရပြီ။ဝူချင်းကဖြုတ်လိုက်ရပါတယ်။ပါကျဲကခုံကြောင်အောင်ကြားဖြစ်နေဝူခုံးကိုနောက်ကနေအတင်းလိုက်ဆွဲရပါတယ်။ဝူခုံးလည်းဘာမကြားသလိုရှေ့ဆက်သွားတဲ့အခါပါကျဲကကြံကောင်နေနဲ့တွေ့မှနရွက်ပိတ်မှာပေါ့လို့ပြောပြီးတော့နရွက်ကိုဖြီးချလိုက်ရပါတယ်။နဂါကြောင့်စိန်တော်မှာဂျိုးဆိုပါ ਈ ဆိုရဲဆိုင်းမုံရှိကိုရောက်တဲ့ခါမှာတော့ဝူခုံးကဇာအုပ်ချင်းကိုခေါ်ပြီးတော့ပြလိုက်ပါတယ်။ဟူချင်းကဟောင်ရန်ကူကဗမာလဲဆိုပြီးတော့လိုက်လံရှာဖွေပါတော့တယ် ။ဦးခေါင်းကတော့ဂူပေါက်ကိုရှာပြီးတော့ဆရာတော်ထန်ဆန်းကိုသွားရှာလိုက်မယ်လို့ပြောပြီးဇာဟုတ်ကျင်းနဲ့ပါကျဲတို့နှစ်ယောက်ကိုဆောင်းခိုင်းကထွက်သွားခဲ့ပါလေ။ဦးခေါင်းဂူပေါက်ကိုတွေ့တဲ့အခါသူ့ကိုယ်သူပိုးဆုံးကျူးလေးလို့ပြောင်းလဲပြီးတော့လိုင်ကူထဲဝင်သွားခဲ့တာပါ။လိုင်ကူထဲမှာတော့ကြမ်းညီနောင်သုံးပေါ်နဲ့နောက်လိုက်နောက်ပါတွေကနှင်းချိုက်စွာအိမ်မောကြနေကြပါလေ။ဆရာတော်ကလည်းတရားမှတ်လိုမျိုးမျက်စိမိတ်ကထိုင်နေခဲ့ပါလေ။ပိုးဆုံးကျူအောင်ဆောင်းထားတဲ့ဝူခုံးကဆရာတော်ရဲ့နားနာကပ်ပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ဆရာတော်ကဝူခုံးရဲ့အတန်အောင်ကြားရတာကြောင့်ဝူခုံးဆိုတာအိမ်မလာတကယ်လားလို့မေးပြီးတော့ပျော်သွားခဲ့တာပါ။ ဒီတော့မှဝူခုံးကသူ့ရဲ့မူရင်းမြောက်ပြင်ပုံစံကိုဖန်ဆင်းကဆရာတော်ကိုပြလိုက်ပါလေဆရာတော်ကသူ့ကိုကယ်ပါအောင်လို့ပြောလိုက်တော့ဝူခုံးကဆရာတော်စိတ်မပူနဲ့လို့ပြောလိုက်ပြီးကြီးထားတဲ့ကြိုးတွေကိုသူ့ရဲ့တကွနဲ့မှုတ်ကဖြီးပေးလိုက်ပါလေစုံခွန်ဆရာတော်ရဲ့လက်ကိုဆွဲကပြန်ကြမယ်လို့ပြောပြီးတော့ကယ်ထုတ်လာခဲ့ပါလေအဆောင်တွေကိုလည်းသူ့ရဲ့တကွနဲ့ကြောက်ကြောက်ဖြတ်ကစားပေးပြီးတော့ကြောက်ရွံ့လှုပ်ထားခဲ့တာပါကြောက်ဖြစ်သွားတဲ့ခါမှာဝူခုံးကတိတ်တဆိတ်ဆရာတော်ကိုကယ်တင်သွားခဲ့ပါတော့တယ်လေခိုင်းတစ်ခုမှအိပ်ပျော်နေကြံ့နေကောင်ကအဲ့မှာလန်နိုးလာပြီးတော့ဝူခုံးကကြောက်မလို့လိုက်ခင်မှာပဲတွေးမြင်သွားပါတော့တယ် တို့နဲ့အိတ်ချမ်းကဘုံကြီးထန်ဆန်းထွက်ပြေးသွားတော့အော်ပြောလိုက်တာကြောင့်အားလုံးလည်းတက်လှမ်းသွားပြီးတော့လိုက်ဟေးလိုက်ဟာဆိုပြီးတော့ဝိုင်းလိုက်ကြပါတော့တယ်။ကျမ်းမိတ်စာနောက်ကနေလိုက်လာပြီးတော့ထန်ဆန်းကိုဆွဲခေါ်သွားချိန်မှာကျမ်းကြီးတော်တော့ဇုံကုံရေခဲနဲ့ဖမ်းဆီးလိုက်ပါတယ်။မိနဲ့လည်းပြစ်ပေါက်လိုက်ပါတယ်။ဦးခွန်တော့ကြံ့ကောင်းတွေထောင်ချောက်တွေကိုလွတ်အောင်ယုံပြီးတော့ဘာကျဲရိုးစီကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်။ဘာကျဲရိုးကအချင်းလေးဘလို့လဲကိုကြီးလို့မေးလိုက်တဲ့အခါဦးခွန်ကဆရာတော်ထန်ဆန်းကိုတော့သူကကဲတင်ခဲ့ပြီးလွတ်ကန်ပြီးမှကြံ့တွေနိုးလာတာဟာလို့ပြောပြလိုက်ပါတယ်။ ။ဟောင်ယံကူထဲမှာတော့ဆရာတော်ထန်ဆန်းလွတ်တော့မလို့နည်းနည်းလေးလိုတယ်ဘာညာနဲ့ပြောနေကြတာပါ။ကြံပေါင်းတွေမအိတ်ကြနဲ့တော့ဘာညာနဲ့ကြံညီနောင်သုံးပေါ်အော်ဟိတ်ပြီးတော့နှိုးဆော်နေကြပါလိမ့်။မကြာခင်မှာပဲတကံဘူးကရောက်လာပြီးတော့နယောကားကားနဲ့ဖုန်းကြီးကမဟုတ်ဦးတကားကိုဖျက်လိုက်ပြီးဖြစ်ကြောင်းကိုလာပြောခဲ့ပါလိမ့်။ဘီရူပြာတို့တွေဒီတိုင်းအေးဆေးနေလို့မရတော့တဲ့အကြောင်းပြောတဲ့အခါဘီယန်ခါဘလို့ဒီလောက်ကြမလဲဆိုပြီးတော့စိုးရိမ်နေပါလေ။နောက်တော့ဘီချန်းဟွာသွားချတာမယ်လို့ဆိုအော်လိုက်ပြန်ပြီးတော့အားလုံးဂူပြင်ထွက်ပြီးတော့တိုက်ခိုက်ကြပါတော့တယ်။ ဒီခါမှာတော့ဇုံကုံတယောက်တည်းမဟုတ်တော့ပဲပါကျဲဝူကျင်းမှာဂူညီပြီးတော့တိုက်ခိုက်ကြတာပါဒီချိန်မှာတော့ကြံ့ရွာစူညာန်တန်တွေကိုလှုပ်သေးကြပြီမိနားပိတ်ထားတဲ့ဝူခုံးတို့ညီနောင်၃ယောက်ကိုတိုးမပေါက်နိုင်ပဲရှိနေခဲ့ပါတော့လေနောက်ဆုံးမှာတော့ဇုံကုံတို့၃ယောက်ဟာကြံ့တက်သားတွေကိုလဲသိမ့်နိုင်ခဲ့ကြပါလေဒီတော့မှဝူခုံးတို့ကသူတို့ရဲ့နားထဲကနှကြက်တွေကိုဖြုတ်လိုက်ကြပါတော့လေနောက်ဆုံးကြံရှိနေခဲ့တဲ့ကြံ့ညီနောင်၃ပေါ်နဲ့ဝူခုံးတို့၃ယောက်ဟာအပြန်အလှန်တိုက်ခိုက်နေကြပါလေကြံ့ညီနောင်၃ပေါ်ရဲ့အစွမ်းတရားလဲလွန်တရာမှထမ်းမြတ်နေကြတာကြောင့် ။ဝူခုံးတို့ကအသေးအံနှိမ်နှင်းတိုက်ခိုက်နေရတာပါ။စာအုပ်ကျင်းနဲ့ပါကျဲကိုလည်းကြံ့ညီအောင်သုံးပေါ်ကဖမ်းမိသွားပြီးဇုံခုံကတော့သူတို့ရဲ့ထောင်ချောက်ကိုဖောက်ထွက်ကထွက်ပြေးသွားကြပါလေ။ပါကျဲကလည်းမီးလောင်ကဝက်ကင်ဒီပါဖြစ်နေပြီးတော့ဆရာတော်နဲ့အတူတူချုံနောင်ခံထားနေရပါလေ။ဆရာတော်ကဘာကြောင့်ဒီနေရာကိုရောက်လာတယ်လို့စာအုပ်ကျင်းကိုမေးလိုက်တဲ့အခါစာအုပ်ကျင်းကသူတို့ရဲ့လက်နက်တွေဟာအဆင့်မြင့်လုံးတာကြောင့်သူတို့လည်းဖမ်းခံခဲ့ရတာလို့ပြောပြလိုက်ပါလေ။တို့ကမီးတွေမီးခိုးတွေရေခဲတွေကိုအုံချပြီးတော့တိုက်ခိုက်ကြတယ်လို့လေဟူချင်းကပြောပြလိုက်တာပါ။ ဇုံခုံကတော့မိစ္ဆာရီနဲ့တိုက်ခိုင်နေကြံရိတ်ခဲ့ပါတယ်လို့ဦးကျင်းတို့ကပြောပြပါတယ်။သူတို့နောက်ဆုံးတွေ့လိုက်တာကတော့ဇုံခုံကရေခဲထောင်ချောက်မှာပိတ်မိနေခဲ့တာဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာဦးခုံကတိန်ကိုစည်းကကောင်းငင်ခီးကိုနှင်ပြီးတကြားမိတ်နဲ့သွားပြီးတော့တွေ့ပါတော့တယ်။ဇုံခုံကလမ်းမှာနမင်းတစ်ပါးနဲ့တွေ့ပြီးတော့တိုင်စုပြည်နယ်မှာဆရာတော်ဖန်းခန္ဓာတဲ့ကြောင်းဦးခုံကပြောလိုက်ပါတယ်။တကြားမယံကြံမိတ်ဆောင်ဘသူနိုင်မလဲလို့မေးတဲ့အခါကြံမိတ်ဆောင်နိုင်မဲ့သူကဂျိုလေးလုံးအရှင်ဖြစ်ပါတယ်လို့နမင်းကအကြံပေးလိုက်ပါတယ်။ ဂျေဦးဒိုဦးကီဦးနဲ့ဂျင်ဦးလို့ခေါ်တဲ့ဂျိုလေးလုံးကသာကြံ့ညီနောင်သုံးဘောက်ကိုတိုက်ခတ်နိုင်မှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။အိုင်မာတကြားမင်းကလည်းဂျိုလေးလုံးရှင်တွေကိုကြံ့မိစာတွေကိုတိုက်ခိုက်ဖို့တောင်းဝန်ပေးလိုက်တော့တာပါ။ဇုံကွန်အစားကတည်းကအဲ့လိုပြောလိုက်တဲ့ဂျာမင်းစီလာကြတော့မလို့တော့ဘူးလို့နတ်မင်းကပြောနေခဲ့ပါတယ်။အောက်ပြိုရောက်တဲ့အခါမှာတော့ဝူခွန်ကကြံ့ညီနောင်သုံးဘောက်ကိုတိုက်ခတ်ချင်အောင်ဆောင်ပြီးတော့မြားခေါ်လာခဲ့ပါတယ်။ကိုင်းမင်းတို့ကိုရောက်ချိန်မှာဝူခွန်ကကြံ့ညီနောင်သုံးဘောက်ကိုရန်ဆလိုက်ပါတယ်။ကြံ့ညီနောင်သုံးဘောက်လည်းသူတို့ရဲ့မိโกလက်နက်ဝဲခဲ့ရတိုင်း မိတော်စွမ်းအားပြဖြစ်သွားတိုင်းနဲ့ရေခဲချောင်းဖြောင်းအတောင့်လိုက်တိုင်းတွေကိုထုံသုံးလာနေကြပါလိမ့်ဇုံကုံကလည်းလိုက်လာဆိုပြီးတော့သုံးယောက်လုံးကိုစိတ်တူအောင်စွာပေးနေပါလိမ့်အဲဒီအချိန်မှာပဲဂျိုမင်းလေးပါဖြစ်တဲ့ဂျေထိုးကြီးနဲ့ဂျင်းတို့ကကောင်းကင်ဘုံကနေဆင်းသက်လာနေကြပါလိမ့်ဦးခွန်ကသူ့ကိုကယ်ဖို့လှမ်းပြောတဲ့အခါဂျိုမင်းလေးပါကပွဲရခုမှကြီးကောင်းတာမလို့ခဏတီးခံပေးဖို့ဇုံကုံကိုပြောလိုက်ပါလိမ့်နောက်တော့မှပဲဂျိုမင်းလေးပါကမိမိကိုနဲ့ရေခဲလက်နက်တွေကိုတို့ရဲ့ခင်းလုံးရောင်ကြီးတွေနဲ့ပြစ်ပြီးတော့ကာကွယ်လိုက်ပါတော့တယ် ဒီတော့ဝူခုံးစီကိုမိတွေရေခဲတွေရောက်မလာကြတော့ပဲကြမ်းကြီးနောင်သုံးပွားအဲ့ဒီခန်းလုံးရောင်းကြီးတွေကိုကာကွယ်နေရပါတော့တယ်နောက်ဆုံးမှတော့ရေခဲမိနဲ့ဘီကိုလက်နက်တွေဟာဂျိုမင်းနေစီကိုရောက်ရှိသွားတော့တာပါကြမ်းကြီးနောင်သုံးပွားအချိန်နဲ့မကောင်းတော့မှန်သိတာတော့ပြန်ပြီးတော့လစ်ထွက်သွားခဲ့ပါတယ်ဂျိုမင်းနေကတော့ဟောင်ရမ်းကူစီသွားကာကြမ်းပေါက်တွေကိုသတိမေ့အောင်လှုပ်ပြီးတော့ဆရာတော်တို့ကဲတင်မှုဂျိုးစားပါတော့တယ်ငကားတိုင်းမိမှာတော့တကံမှုကကြမ်းကြီးနောင်သုံးပွားရောက်ရှိနေကြောင်းငကမာလေးစိမ့်ဖန်းဖန်းတာလာအောင်ပြီးတော့ရှောက်ထားလိုက်ပါတယ် စိန်ဖန်းဖန်းအကားမရမအားဘူးမရှိဘူးလို့ပြောလိုက်ဖို့ပြောနေချိန်မှာပဲကြံသုံးကောင်အတင်းဝင်ရောက်လာကသူတို့ကဲတင်မို့တောင်းဆိုပါတော့တယ်ကြံရွာသူတို့ကိုမြောင်းမိစာလိုက်ရိုက်နေတာကြောင့်ဒံရရရကထွက်ပြေးနေရပါလေလို့တိုင်တန်းနေခဲ့တာပါဇုံခုံကတော့ပင်လယ်နားမှာပျောက်သွားတယ်ကြံသုံးကောင်လိုက်ပြီးတော့ရှာနေခဲ့ပါလေနဂမာလေးစိန်ဖန်းဖန်းကလည်းကြံနေကိုအခန်းထဲဝင်ပုန်းနေခိုင်းလိုက်ပါလေအဲ့ချိန်မှာပဲဝူခွန်းကရောက်လာပြီးတော့ကြံရွေနဂါးပြီးရောက်လာတာကိုသူကသိနေတာကြောင့်ကြံနေကိုထုတ်ပေးစမ်းပါလို့တောင်းဆိုလိုက်ပါတယ် နဂါမင်းသမီးစိန်ဖတ်ဖတ်ကဝူခုံးကိုဘဲကလည်းဘသူလဲလို့မေးလိုက်ပြီးဘဲကကြံ့လဲကြံ့ဆိုတာဂျိုးနဲ့လားကြံ့မပြောနဲ့ရင်မင်းတော်ဒီမှာမရှိဘူးလို့ပြောလိုက်ပါတယ်ဇုံခုံးကနဂပေါင်းမလေးရေသူเจ้าသိချင်းမေးနဂါမင်းကြီးကသွားမေးကြည့်ဝူခုံးဆိုတာမင်းဖေနဂါမင်းညာတိုင်းမင်းကိုပြောပြနေတယ်အေးရောင်ရင်ပုံမြင်တဲ့ကမြောက်ပရင်တကိုးရှင်ပဲလို့ပြောပြလိုက်ပါတယ်ကိုချိန်မှာဇုံခုံးဆိုတာကထန်ဆန်းကိုရောရဲ့မြင့်မြတ်တဲ့ကိုရံတော်တယောက်ဖြစ်နေပြီလို့စိန်ဖတ်ဖတ်ကိုပြောလိုက်သေးတာပါနဂမာလေးစိန်ဖတ်ဖတ်ကဘာကြောင့်ဒီကိုရောက်လာတာလဲလို့မေးလိုက်တော့ သူကကြမ်းမိစာတွေကိုလိုက်ဖမ်းနေတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဇုံခုံကမိစာတွေဒီနားမှာပုံနေတာဖြစ်ရမယ်လို့ပြောလိုက်တော့နဂမာလေးစိမ့်ဖမ်းဖမ်းကဘာမိစာဘာဘလူးမှမတွေ့မိပါဘူးလို့ညင်းဆန်လိုက်ပါတယ်။ဇုံခုံကကြမ်းမိစာတွေကိုထုံမပေးရင်မကောင်းမှုအားပေးထောက်ခံရောက်လိမ့်မယ်နော်လို့ပြောလိုက်ပါတယ်။နဂမာလေးစိမ့်ဖမ်းဖမ်းကလည်းဘာလို့မကောင်းမှုအားပေးရရောက်တာလဲလို့မေးလိုက်တော့ဟူခုံကခန်းထဲဝင်ပြီးတော့ရှားဖို့ကြိုးစားတဲ့အခါနဂမာကလေးစိမ့်ဖမ်းဖမ်းကတားဆီးလိုက်ပါတယ်။နဂမာလေးစိမ့်ဖမ်းဖမ်းကဓာတ်ကိုထောက်ပြီးတော့ဟူခုံကိုတားထားလိုက်တာပါ။ ဇုံကောင်ကလက်လျှော့ပြီးတော့ပြန်ကန်ပြီးပါပဲမိစားရိယာမိုင်မဲဆိုးသွမ်းသူတွေဖြစ်တာကြောင့်မယုံကြည်အလိုမလိုက်ဖို့မှာကြားခဲ့ပါတော့လေဇုံကောင်ကတော့နောင်တမရစီနဲ့နှကမာကလေးစိမ့်ဖမ်းဖမ်းရေးလို့ပြောပြီးရေပေါ်ကိုပြန်တက်သွားခဲ့ပါတော့လေဟောင်ယန်ကူထဲမှာတော့ဂျိုမင်းနှစ်ပါးရောက်လာပြီးတော့အဆောင်ကိုစော်ပလော်တောက်ကဇာတော်ပါကျင်းနဲ့စာအုပ်ကျင်းကိုကဲထုတ်လိုက်ပါတယ်ဇာတော်ကလောက်ကဲတင်တဲ့ဂျိုမင်းတွေကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်ဇာတော်ထန်ဆန်းဒုက္ခပေးမိတာကြောင့်စိတ်မကောင်းဖြစ်ရကြောင်းနဲ့ဝူခုံးရောဘယ်ရောက်နေလဲလို့မေးလိုက်တာပါ ဂျုံမရဝူခုံးကမိစားရရဲ့နောက်ကိုလိုက်ပြီးတော့သွားဖမ်းနေတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဇုံခုံးရဲ့အကူအညီတောင်းမှုကြောင့်သူတို့လာအောင်ကယ်တင်ပေးရတာဖြစ်တယ်လို့ပြောလိုက်တော့ပါကျဲကဝူခုံးလာကယ်ခိုင်းလို့ဆိုတာသူသိသားပဲ။ဘာမှဂျေဇူးတင်စရာမလိုဘူးလို့ပြောလိုက်တာပါ။ဆရာတော်ကပြောမတတ်တဲ့ပါကျဲကိုစူပူလိုက်ပါတယ်။အဲတော့မှပဲဝူကျင်းတဲ့ပါကျဲကလည်းဒုက္ခတွေပေးမိတာကိုတောင်းမှန်တဲ့အကြောင်းပြောလိုက်ပါတော့တယ်။နောက်တော့ပါကျဲကရှေးဆုံးကနေဥဆောင်ပြီးတော့ဟောင်ရန်ကူတဲကနေအားလုံးထွက်ပြေးလာကြပါတယ်။ဝူခုံးပြန်သွားတဲ့နောက်မှာတော့တစ်ဖက်မှာကြံသုံးကောင်က အကန်းနဲ့အထွက်လာပြီးတော့ဟိုမြောက်ပြန်သွားပြီလားလို့ငကမာလေးစိမ့်ဖမ်းဖမ်းကိုပေးလိုက်ပါတယ်။ကြံသုံးကောင်သူတို့ကဲတင်ပေးတဲ့အတွက်ဂျေစုတင်ကြောင်းငကမာလေးစိမ့်ဖမ်းဖမ်းကိုပြောလိုက်ကြပါတယ်။စိမ့်ဖမ်းဖမ်းအဆုံးခုံးလဲထွက်သွားပြီဖြစ်တာကြောင့်ပြန်လို့ကပြန်နိုင်ဖြစ်ကြောင်းပြောတဲ့အခါကြံဘီရန်ခါခမလို့ဘူးပြောလိုက်ပြီးသူတို့ခဏလောက်နေအောင်မယ်လို့ပြောလိုက်ပါတယ်။စိမ့်ဖမ်းဖမ်းတော့ဖခင်ငကမင်းကြီးလဲပြန်မရောက်သေးတာကြောင့်ခွင့်ပြုချက်မရပဲသူမအနေနဲ့လက်ခံထားဖို့ကမဖြစ်နိုင်ကြောင်းပြောပြလိုက်ပါတယ်။ကြံမိတ်စာဘီချန်းဝါကတော့ ပြန်မလာသေးတော့ပိုကောင်းတာပေါ့လို့ပြောပြီးတော့ PDD လောက်ကစိမ့်ဖန်းဖန်းအနောက်ကိုကတ်လာခဲ့ပါတယ်။အနောက်ကိုကတ်လာရင်လည်းသူကဘာဒဏ်မှမရသလိုဘာမှလည်းမဖြစ်ကြောင်းပြောလိုက်ပြီးတော့စိမ့်ဖန်းဖန်းကိုဖတ်ရဖို့တိုးကတ်လာပါတော့တယ်။စိမ့်ဖန်းဖန်းအံ့ဩပြီးတော့တကယ်အကောင်းကြီးလားလို့မေးတော့မှဘီယန်ခါကနဂမာလေးစိမ့်ဖန်းဖန်းအကူကြီးလိုတာကြောင့်လိန်ညာကစေးထိုးပြီးတော့ကွင်းဆင်လိုက်တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတော့တယ်။ဒီတော့မှနဂမာလေးစိမ့်ဖန်းဖန်းကလည်းစေးကွင်းကြီးနဲ့ထိုးခံလိုက်မှန်သိလိုက်ရပါတော့တယ်။ ဇိမ်းမမန်ကရှက်လဲရှက်ဒေါသလဲထွက်စေးထိုးခံလိုက်ရတာကြောင့်နာကျင်သွားတဲ့ကအခုချက်ချင်းထွက်သွားဖို့ကြံသုံးကောင်ကိုနှိမ်ထုတ်ပါတော့တယ်ကြံသုံးကောင်လည်းအခုချက်ချင်းတော့ထွက်မသွားနိုင်သေးကြောင်းနဲ့နဂါမီမလာခင်ထိပျော်တော့နေုံမဲ့အကြောင်းကိုပြောလာခဲ့တာပါစိမ်ဖမန်ကြံရိုင်းနေပဲဘာလို့တလောက်တောင်ရိုင်းဆိုင်ရုံမာနေရတယ်လို့မေးလိုက်တော့ဗီချန်းဝါကရိုင်းဆိုင်တာသူတို့ဗီဇဖြစ်ကြောင်းနဲ့အကျင့်ပါပြီးတော့ပြင်မရတာကြောင့်ဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ကြံသုံးကောင်စိမ်ဖမန်ကိုအတင်းဝင်လုံးနေတာကြောင့်စိမ်ဖမန်ကသုံးယောက်နဲ့တယောက်တိုက်ခိုက်ရပါတော့တယ် ဲ့ဒီမှာပဲအစိုးရကြီးကအခြေအနေကိုသဘောပေါက်နားလည်ပြီးသားဖြစ်တဲ့ဝူခုံးကနောက်တစ်ခေါက်ပြန်လဲရောက်ရှိလာခဲ့ပြီးတော့သူ့ရဲ့တန်တုပ်အစွမ်းနဲ့ကြံ့ညီနောင်၃ပုံကိုကျုံးမာတော့တယ်။သူတို့ရဲ့အစွမ်းထက်တဲ့လက်နက်တွေမရှိတော့တဲ့ကြံ့ညီနောင်၃កောင်ဟာဇုံကုန်းကိုဒူးထောက်ကတောင်းပန်လိုက်ရပါတယ်။စိန်ဖန်ဖန်ကလည်းသူ့ကိုဈေးလုံးကြီးကြီးထိုးခဲ့တဲ့ကြံ့တွေကိုအသေးအမဲလို့អော်ပြီးတော့တိုက်ခိုက်ပါတော့တယ်။အဲဒီမှာဂျိုမင်းနှစ်ပါးရောက်လာကြပြီးတော့ကြံ့တွေကိုမတက်ဖို့ဂျားဝင်တောင်းပန်လိုက်ပါတယ်။ဇုံခုံကတော့တပ်ပြစ်မှအေးမယ်အဲ့ဒီကောင်လေးအာမနုဿတွေလို့ပြောလိုက်တာပါ။ ဂျိုမင်းနေရာကြမ်းမိစာရီနဲ့ထိုက်တန်တဲ့အပြစ်တွေကိုပေးဖို့ကောင်းကင်နတ်မင်းစီကိုသူတို့ခေါ်သွားပါမယ်လို့ပြောလိုက်ပါတယ်။ဇုံခုံကတော့ဒါဆိုလဲပြီးရောသူကတော့ဆရာတော်နဲ့ပါကျဲတို့သွားရှာတော်မယ်လို့ပြောကာထွက်သွားခဲ့ပါတော့တယ်။ဟောင်ရန်ကူထဲမှာတော့ပါကျဲကကြမ်းကောင်တွေဂူအိုမီးရှို့ခဲ့ရမှာလို့ပြောနေပြီးတော့စာအုပ်ချင်းကလည်းအမုံကြိတ်ပြရမှာလို့ပြောနေခဲ့တာပါ။ပြီးတော့တကယ်ပဲဟောင်ရန်ကူကိုမီးရှို့ပစ်ခဲ့ပါတော့တယ်။ဆုံးကုန်တို့လေးယောက်ဟာဒီလိုလန်ခီခက်ခဲတွေကိုစီကာပတ်ကုန်းပြန်ပြီးတော့ပြောပြလိုက်တဲ့အခါမှာတော့ထန်နိုင်ငံဘီအန်ဂျီထန်တလန်တန်းက ဇာတော်ထန်ဆန်းတဲ့ကိုရံတော်တွေကို လေစာချီးကျူးလိုက်ပါတယ်။ဇာတော်ထန်ကလည်းစုံခုံတို့သုံးယောက်ဟာကွင်ရင်ဖူးစာရဲ့တာဝန်ပေးမှုရာသူ့ကိုလိုက်လံဆောင်ရှောက်ရတာဖြစ်ကြောင်းကိုပြောပြလာပါတယ်။ထန်ပြင်းကြီးထန်တလန်တန်းကလည်းဇာတော်ရောတပည့်တွေပါရန်ကိုပင်ပန်းနေကြပြီလို့စာနာစွာနဲ့ပြောပြလိုက်ပါတယ်။ဇာတော်ကလည်းခုလိုစာနာနားလည်ပြီးတဲ့ဘရင်ကြီးရဲ့စိတ်ကြောင့်သူလည်းပဲသူ့ရဲ့အနောက်ဘက်ကိုခီးသွားခြင်းမှတ်တမ်းကြီးဟာအပီးသတ်နိုင်ခဲ့တာဖြစ်ကြောင်းကိုပြောပြလာခဲ့တာပါ။ထန်ပြင်းကြီးကလည်းဒါသူ့ဘဝဖြစ်ပြီးတော့ဇာတော်ထန်ကလည်းအလွန်တရာမှ မုံမြတ်သူဖြစ်တာကြောင့်ကျန်းစာရီကိုမိတူကူပေးဖို့တောင်းဆိုလိုက်ပါတယ်။ဆရာတော်ကလည်းမူရင်းကိုတေးချာတင်ထားပါမယ်လို့ဂရီပေးလိုက်ပါတော့တယ်။ထမင်းကြီးကသူ့ရဲ့ဆန္ဒအောင်မြင်မှုအထင်းမှားဖြစ်နောက်တနေ့မှာအပြစ်ဒဏ်အနေငယ်ရှိသူတွေကိုလှုပ်ပေးပြီးတော့အပြစ်ကြီးသူတွေကိုအပြစ်လျှော့ပေါ့ကမိသားစုနဲ့တွေ့ဆုံခွင့်ပေးမယ်ဆိုပြီးတော့အမိန့်ချလိုက်ပါတယ်။နန်းတော်တွေမှာရှိတဲ့ဝန်ထမ်းတွေကိုလည်းငွေဆောင်ချောင်းသာဂွမ်းကြီးစားတဲ့ကမ်းခြေတွေမှာမိသားစုနဲ့အတူတူစိတ်ကြိုက်ပန်းဖြင်ခွင့်ပေးမယ်လို့လည်းပြောပြလာခဲ့တာပါ။ မန္တလေးမှာရေသပင်ပွဲတွေကျင်းပပြီးတော့ဆန္ဒကူးကျောင်းတော်မှာအမွှေးနှမ်းသားတွေနဲ့ပူဇော်မယ်လို့ပြောနေရင်းနဲ့ပဲအနောက်ရက်ကိုခီးသွွားခြင်း မှတ်တမ်းဇလန်းတွဲဟာတော့ဖြင့်ဒီနေရာမှာပဲဏီကုံးတံပအဆုံးသတ်သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါ ဆိုတော့အဲ့တော့ကျွန်တော်တို့လွန်ခဲ့တဲ့ရက်ပေါင်းများစွာတဲ့ရှေးလျားစွာနဲ့အမေခီးထွက်လာခဲ့ကြတဲ့ဘူခိုးတို့ရဲ့အနောက်ရက်ကိုခီးသွားခြင်းမှတ်တမ်းကြီးရတော့ဖြင့်တကယ်ကိုပဲပြီးဆုံးလို့သွားခဲ့ပါပြီ။ဆိုတော့ဒီတရားမှာဒီအပြန်ခီးကိုအပြန်ခီးလို့ခေါင်းစဉ်တက်ထားဖြစ်တဲ့တော့တကယ်တမ်းတော့အပြန်ခီးမဟုတ်ကြောင်းကျွန်တော်လည်းသိပါတယ်။အားလုံးကလည်းပြောနေကြတယ်။ဒါပေမဲ့ငေဘွားလေးကိုပြန်ပြီးတော့သတိရဈေးချင်သောအားဖြင့်ဒီလိုမျိုးကျွန်တော်ငေငယ်တော့သိခဲ့တဲ့အတိုင်းလေးပေါ့ဗျာ။ဒါလေးပဲဖြည့်ပြီးတော့ကြည့်လိုက်ပေါ့ဘာဖြစ်လဲဟုတ်တယ်မလား။ဒါလေးကျွန်တော်ကြုံလို့ပြောပြပေးတာပါ။အဲ့တော့ရက်ပေါင်းများစွာကျွန်တော်စူးစမ်းပြီးတော့တင်ဆက်ပေးခဲ့တယ် စူးစားကြကြိုးနတ်အောင်လေးအားလုံးကကြည့်ရှုအားပေးတဲ့တော့လေကျွန်တော်တကယ်ပဲအထူးကိုအတိအမှတ်ပြုကျေးဇူးတင်ပါတယ်ဆိုတော့တလက်စာတွေဝူခုံးပြီးသွားပြီဆိုတော့ကျွန်တော်ဇကားဂျုံလုံးလေးပြောချင်တာကကျွန်တော်ရဲ့ channel မှာကျွန်တော်တင်ဖို့အကျွေးကြံနေရှိလာလို့အမြဲမှတ်ထားလျက်ရှိပါတယ်ကျွန်တော် check key season 2 3ကြမ်းပဲပြီးရင်ပေါင်းချင်းအတွဲနှစ်လောင်းမယ်ခင်ဗျပြီးရင်ကျွန်တော်အရန်မိုက်တဲ့ series နှစ်ခုလေကျွန်တော် ready ပြင်ဆင်နေပါတယ်ဒါတွေကအချိန်ပြူပြီးတော့လောက်ရတာဖြစ်တဲ့အတွက်အားလုံးကလည်းဂျိုးတင်ပြင်ဆင်ရတာဖြစ်တဲ့အတွက်ကျွန်တော်အများကြီးအချိန်ပေးအာယုံဆိုင် အချိန်အားလူအားငွေအားစသဖြင့်ကျွန်တော်အကောင်းဆုံးတက်နိုင်ဆုံးစူးစမ်းနေတာဖြစ်တဲ့တော့စိတ်ရှိသီးခံပြီးတော့ဆောင်ပေးကြပါတခုနဲ့တခုအဲ့လိုမျိုးဘယ်လိုပြောရမလဲပြဖို့ series အကြီးတွေကိုလုပ်နေတဲ့အချိန်မှာဂျားပြက်ကားတွေနေနေလေကျွန်တော်တကားချင်းစီပေါ့အဲ့လိုမျိုးလေးလေအကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းပြီးတော့တင်ဆက်ပေးပါမယ်အားလုံးလည်းကြိုက်ကြပါပါစိတ်ချကျွန်တော်တကယ်ရုပ်ရှင်ကားကောင်းတွေရွေးပြီးတော့ကျွန်တော်လည်းအကောင်းဆုံးပြောပြတင်ဆက်ပေးမယ်ခင်ဗျပြီးတော့တလက်စာတွေကျွန်တော်နောက်ထပ် channel တခုလည်းဟိုတခါဒီ channel တိုင်ပတ်တော့ကျွန်တော်ပွားရတာရှိသေးတယ်အဲ့ဘက်မှာလည်းကျွန်တော်ထပ်တင်ပေးဦးမယ်အဲ့လိုဆိုတော့ဘာဖြစ်အရင်တော့ ကျွန်တော်ဒီ channel မှာတရက်ကိုတကားမတင်ပြခဲ့တော့တာတရက်တကားပုံမှန်တင်ပြပါလို့တောင်းဆိုကြတာကိုကျွန်တော်လွန်ခဲ့တဲ့လပိုင်းကတည်းကကျွန်တော်ဖြည့်ဆည်းနိုင်ခဲ့ပြီဒီ channel မှာကျွန်တော်တရက်တကားမလစ်လန့်အောင်တင်နိုင်ခဲ့ပြီအဲ့တော့အခုချိန်မှာ channel နှစ်ခုမှာတရက်တကားဆိုရင်တရက်ကိုကျွန်တော် recap လုပ်ပေးမယ်ရုပ်ရှင်ကနှစ်ကားကြည့်ရမှာပေါ့ခင်ဗျာအဲ့လိုမျိုးဖြစ်အောင်ကျွန်တော်ကြိုးစားမယ်အဲဖြစ်အောင်လည်းအားလုံးကဝိုင်းပြီးတော့ကြည့်ပေးကြပါဦးပြီးတော့ subscribe လုပ်ရသေးတဲ့သူတွေရှိရင်လည်း ankimu 3.0ဆိုတဲ့ channel ရှိတယ်တွားပြီးတော့ subscribe လုပ်ပြီးထားကြပါဟုတ်ကဲ့အဲ့တော့လေးလေးနည်းနည်းရှင်းနေပြီ ဲ့တော့ဝူခုံးပြီးသွားပြန်နောက်နေ့မှာဇာကားကောင်းတကားကျွန်တော်ထပ်ပြီးတော့လာပါဦးမေပြီးရင်လည်းခုနပြောတဲ့ကြံနဲ့ကျွေးကြံတွေအားလုံးကျွန်တော်ချေးပါပါစိတ်ချအချိန်လေးပေးပြီးတော့စောင့်နေပေးပါအဲ့တော့ဒီလောက်ပဲနောက်နေ့မှာပြန်တွေ့မယ်ဒီနေ့မှာအစားဆုံးကြံနဲ့ရုပ်ရှင်ကားတွေရောအခုဝူခုံးအစားဆုံးတွေရောနည်းနည်းလေးပဲကြည့်အများကြီးကြည့်ကြည့်ဘလို့ပဲကြည့်ကြည့်အားပေးခဲ့ကြတဲ့မြောက်ချစ်သူပေါင်းသူတော်ကောင်းတွေအားလုံးရောအချိန်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းအားလုံးကိုဂျေဇူးထူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ